โอเคဒီနေ့မှာကတော့ Ulanzi ကထုတ်တဲ့ SL03 ဆိုတော့ mini flash လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်။ပုံမှန် mini flash တွေနဲ့မတူဘဲနဲ့ထူးထူးဆန်းဆန်းကွဲထွက်နေတာကတော့သူက flash လေးတစ်ခုမှာဓာတ်ပုံရိုက်ဖို့အတွက်မီရော video vlog ရိုက်ဖို့အတွက်မီလီရောအစင်သစ်ပါနေတာပါပဲ။ပထမခေါ်ကျတော့ Ulanzi ရဲ့ထုံးစံတိုင်းပဲ universal mount ဖြစ်တဲ့အတွက် Sony Canon Fuji Nikon ကြိုက်ရမှာတက်သုံးလို့ရပါတယ်။ပထမဆုံး power ဖွင့်လိုက်မယ်။ဒီကလေးကိုပြီးပြီးတော့ အော်လေးဖွင့်လိုက်ရမှာပဲဆိုတော့ကျွန်တော်ကမီးလေးစင်ရှိပါတယ်ဆိုတော့1 by 1အတော့မီးအများဆုံးပေါ့နော်မီးလေးကိုလည်းဒိုးလျှော့လို့လို့ရပါတယ်1 by 8ဆိုရင်တော့မီးကတော်တော်လေးလှနေပြီပေါ့နော်ဒီ testing လုပ်တဲ့ cloud လေးဒီ cloud လေးပေါ့နော်မီးလေး testing လုပ်လို့ရပါတယ်ဆိုတော့ကျွန်တော်ဒီမီးလေးကိုဘလို့ဖွင့်လို့ရလဲဆိုလို့ရှိရင်ဒီ cloud လေးကိုကြာကြာလေးဖိနေထားလိုက်ပါဆိုရင်တော့မီးလေးပလာမဖြစ်ပါတယ်ဒီမီးလေးပွင့်နေတုန်းလေ flash မှာသွားပြီးတော့သုံးလို့ရပါတယ်အမီလိုထပ်နေထားပြီးတော့ဒီမီးပွင့်နေတုန်းလေး တင်ပြီးသွားဆန်းလို့ရတာပေါ့နော်မီးနှစ်ခုလုံးကိုတစ်ပြိုင်နဲ့သုံးလို့ရပါတယ်မလိုပေမဲ့လည်းတော်တော်လေးအဆင်ပြေပါတယ်ဆိုတော့ဒီမီးကတော့အများနဲ့လေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ video vlog ရိုက်တဲ့သူတွေအဓိကအသုံးဝင်ပါတယ်ခင်ဗျာဒီကောင်လေးရဲ့ဈေးနှုန်းကလည်းဘက်900ကျော်ပဲရှိတယ်ဆိုတော့မရှိမဖြစ်လေဆောင်ထားတဲ့အထက်ပါပါတယ်နောက်ပြီးတော့ဒီကောင်အာသွင်းရတဲ့ type ဖြစ်တဲ့အတွက်လည်းဒီမှာ type C poly နဲ့ပြန်ပြီးတော့အာသွင်းလို့ရမှာဖြစ်ပါတယ်ဟွဒီလိုမျိုးလေးပေါ့အလားလေးပဲချစ်တဲ့ချစ်စရာလေးပဲမီးရလည်းတော်တော်ကောင်းနေတဲ့ထက်ပါပါတယ်ဆိုတော့ကျွန်တော် testing လုပ်ကြည့်တာပေါ့ဗျာဒီကောင်လေးကိုမီးလေးပဲ စတင်ဆက်လုပ်ပြလိုက်ပါမယ်မီလီယိုရှီလီနေနေခိုက်ပြီးတော့မီအားလေးပိုပြင်းသွားအောင်လို့ရှီလီနေနေခိုက်လိုက်ပါတယ်အဲ့တော့မီးတဲတဲပေါက်တာဖြစ်တဲ့အတွက်မီးရောနည်းနည်းများသွားတာပေါ့နော်။အနည်းလေးမှောင်နေချင်းဆိုလို့ရှိရင်တော့ပုံမိုက်ပါတယ်။လူပုံတွေပါရိုက်မယ်ဆိုရင်လည်းတော်တော်လေးအဆင်ပြေပါတယ်။အကဲကိုကဗီဒီယို vlog ရိုက်မယ်ဆိုလို့ရှိရင်လည်း video vlog ရိုက်တဲ့မီးဒီမီးလေးပေါ့နော်။ဒီနားလေးကိုသူ့ဖွင့်လိုက်အောင်ပါပဲ။ နော်ဒါဆိုလို့ရှင်တော့ဗီဒီယို vlog ဆက်ရလို့ရမှာဖြစ်ပါတယ်ဗျာဒီရတခုဝေရတဲ့ဒါဒီတက်ပုံရိုက်ဖို့အတွက်မီရောဗီဒီယိုရိုက်ဖို့အတွက်မီရောခါရီးရနေမှာဖြစ်ပါတယ်ဗျာ